သမီးရဝကအစဆုံးဆုံးချုံးလိုက်တာသာဝတိကြီးကနိုင်ဘုန်းကြီးတို့စာပေဓမ္မကနားလည်ရတယ်အစဆုံးဆုံးအတ္တဒတုတ်တဲ့အစဆုံးဆုံးကနာမည်ကအတ္တဒဒီတော့သုတ်တန်ရဲ့တရားဤတိုင်းချုံးလိုက်တာသာဝတိကြီးကနိုင် သာဝတိဏိတံလို့ဆိုရင်နားလေရတဲ့ပုဂ္ဂိုလ်တွေကဧကံသမယံဘဂဝါသာဝတိဏ္ဍဝိရတိစေတဝိအနာထပင်ကသအာရမီဟောတာအကျေဖြတ်နားလေတချိန်ကမြတ်စွာဘုရားသာဝတိကြီးမူဒေတဝံကြောင့်ကိန်းအောင်မူရနေတော်မူခဲ့အခိုက်တန္တရာခောဘဂဝါဘိက္ခူအမန္တေတိဘိက္ခဝတိ ဝိရေတော်မူတဲ့အခါမြတ်စွာဘုရားကတစ်ချိန်တစ်နေ့ကျန်တော်တို့ကိုသိခဝေါယံမောမြအိုဖြစ်သားတို့လို့မဟာကရုဏာစံကြီးပောက်သူအလွန်အေးမြတဲ့စံကြီးပောက်သူချက်ပြီးတော့အတန်ဆုံးလုံးထွက်လာတဲ့ဒုက္ခရောယံမောမြအိုဖြစ်သားတို့ကျန်တော်တို့လမ်းတို့ရဲ့စိတ်ထဲမှာဤသား သိက္ခာယောတိအဲ့ဒီလေယဟန်တော်တွေကိုမြတ်စွာဘုရားကစကားစခေါ်လိုက်ရင်ယဟန်တော်တွေကမုတ်ဥကြတကုတ်မုတ်ချုံလိုက်ရင်ရွှေဥတိုင်းတွေအချိန်အချက်မရှိဘဲနဲ့ကြေကံကြေကံနဲ့သာယာပြုမျိုးကြတယ်လို့တကြီးတင်းရဲ့ဆက်ယဟန်တော်တွေကပတ်တန်တူ900ရှိရင်900ကလုံးကပတ်တန်တူ ဆိုးရဲ့အတန်ကပြောင်းထွက်တာတေရှင်မင်းညဘုရားအဘဒံကောင်းကြီးမင်္ဂလာကြီးဟောပြီးဖြစ်ပါစေဆရာလို့အဲ့ဒီလိုဆိုလိုပါတယ်ဘဒံတေတိရှင်လေးကိုဘဂဝါတော်တေသတော်ကုန်ဘဂဝါအေတတော်စာဘဒံတေလို့တိုင်းသားတော်အရှင်သူမြတ်ကြီးဟူသောရှင်ဦးကောင်းကြီးက ယဉ်ယံသာယာကိကာဆိုတဲ့အတန်လို့သိကြရောမြတ်စွာဘုရားတရားစဟောလိုက်ပြီဒါနဲ့ဟောအတုတဝဘိကဝေပုထုံကံတော့ဒုပတ်ကအစ္စာဒိသနာသနာတိအာဒီနုသနာသနာတိနတ်ပဇာနာတိနေကရုံသနာပဇာနာတိ ဝေရဏယအတ္တတင်သနာဝေရဏယရူပကအတ္တသန္တဗကံမာတိအာရူပကအာတိဝနပဇာနာတိရူပကနေတရဏပဇာနာတိဝေရဏယအတ္တသန္တဗကံမာတိဝေဒနာယအာတိဝနပဇာနာတိဝေဒနာယနေတရဏနပဇာနာတိသိညာယသင်္ခါရဏဝိညာဏက အတ္တံနပဇာနာတိဝိညာဏတ္တအာဒီနုနပဇာနာတိဝိညာဏတ္တနိကရဏံနပဇာနာတိခြေကတို့လုံးဝတရားဘဟုတုတမရှိတဲ့အန္တဘာလပုထုရှင်ပုဂ္ဂိုလ်ကြီးတဲ့မဟာဘုဥပါဒယုတ်ကလေးနှစ်ဖူပြတဲ့ယူပက္ခန္ဓာတရားဤသာယာဘွေဆိုတဲ့ ရုပ်ကိုအကြောင်းပြုရဖြစ်တော်ဒုက္ခသောမနတာဝေဒနာဒီတရားနဲ့ဒီပါမမသိဘူးဝေဒကအာဒီနဝေနဗကနာဒီဒီရုပ်ဒီမမြဲတဲ့ချင်းရဲတဲ့ဖောက်ဝဲဖောက်ပြန်ဖြစ်တတ်တဲ့ရုပ်ပါလားလို့ရုပ်တရားရဲ့မမြဲခြင်းဆင်းရဲခြင်းဖောက်ဝဲဖောက်ပြန်ဖြစ်ခြင်းဒီဥပအပြစ်တော်က အာဇိနဝကိုလည်းပဲအဲ့ဒီအန္တပုစုတဲ့မသိဘူးအေးရုပ်ကိုတွေ့ကြတဲ့တဏ္ဍလောဘကိုပယ်လိုက်ရင်ရုပ်ကထွမြောက်ပါလို့ရုပ်ရဲ့ထွမြောက်ကြည့်ထွမြောက်ရာထွမြောက်ကြောင်းဖြစ်တဲ့နိစ္စရဏကိုလည်းဘယ်မသိဘူးအေးရုပ်ပေါ်မှာအတ္တရာအာရိယဝနိဗ္ဗာန်ကသုံးချက်လုံးမသိတယ်လို့ ိုအတ္တပါလပုထုဇဉ်သည်ဝိရဏ6ပါးမှရောသိညာ6ပါးမှရောသင်္ခါရ6ပါးမှရောစေတနာ6မျိုးကိုဆိုလို့ရနော်ဝိညာဉ်6ပါးမှရောအတ္တကကိုယ်ရဲ့ဒိဋ္ဌိမသိအာဒီနဝကိုယ်ရဲ့ဘိမသိဒါပဲလေနိစ္စရဏကိုယ်ရဲ့လုံးဝဘိမသိဟောဒီတစ်ချက် မသိနိုင်လားဒုက္ခဝါစကောဘိကဝေအရိယသာဝကောရူပတ္တအတ္တံပဒနာတိရူပတ္တအာဒီနုဝံပဒနာတိရူပတ္တနိကရဏံပဒနာတိဝေဒနာဝတိညာဝတ္တကာရဏံဝိညာဏတ္တအတ္တံပဒနာတိဝိညာဏတ္တအာဒီနုဝံပဒနာတိဝိညာဏတ္တနိကရဏံပဒနာတိ ဒိဋ္ဌိကိုစဉ်းစားရလို့ယဟန်တော်များအိုးချစ်သားတို့ဒုက္ခဝါအကြအမည်မဟုတ်ဘူးပါလေဒီလိုလို့အရိယသာဝကောနာဖရာရဲ့ဇတိကာသာဝကဇတိပသာဝိကာဒီကာရူပန္တ28ပါးယုတ်တရားဤအဇအဇာကံ သာယာဘွယ်အတ္တဒကိုလည်းပဲပဋ္ဌာနာတိပိုင်းခြားသိနေပြီလို့ဤဘယ်လိုဖြစ်ဩရုပ်ကိုအကြောင်းပြုလို့ရှိပေါ်တဲ့ကာယကဒုက္ခစေတသိကဒုက္ခလေးဒီယုတ်တရားရဲ့အတ္တဒခေါ်သောသာယာဘွယ်ပဲလို့သိမှန်းခြားကြသည်ဒီပဒ္ဒံ၂၈ပါးယုတ်တရားဤအာဒီမယံမမြဲခြင်းဆင်းရဲခြင်းဖောက်ဖောက်ပြန်ဖြစ်ခြင်းဆိုရဲ့ အဖြစ်ဒုက္ခအာဇိနဝကိုလည်းပဲပန်းဆောင်သာဒီပိုင်ချတည်နေပြီလေဤဒီယုတ်တရားဒီမမြဲခြင်းရဲ့ဖောက်လို့ရတာလို့ဒီယုတ်တရားရဲ့မမြဲခြင်းခြင်းရဲ့ဖောက်လို့ခြင်းဆိုတဲ့အဖြစ်ကိုလည်းပဲကောင်းကောင်းယူကြည့်တယ်ဒီပတ်္သနိဂရဏံပဇာနာတိလက်ဆက်ရှိပါယုတ်တရားဤထုံမြောက်ရထုံမြောက်ကြောင်းကိုလည်းကောင်းကောင်းယူကြည့်တယ် ဆိုလို့ရုပ်ကိုယ်ဒေတာတဲ့တဏှာလောဘကိုပယ်ဟဲ့ရုပ်ကိုယ်ဒေတာတဲ့တဏှာလောဘကိုပယ်ရင်ရုပ်သံဃာကြီးကငါထွက်မြောက်မယ်လို့ရုပ်ဤရုပ်မှထွက်မြောက်ရာရုပ်ရောက်ဝင်လည်းပဲကောင်းကောင်းကြီးသိရဲ့ထို့အတူဝေဒနာယအတ္တတံပဇာနာတိဝေဒနာယအာရိနဝံပဇာနာတိဝေဒနာယအနိဗ္ဗာန်ံပဇာနာတိ ယေဒနာနဲ့ပတ်သက်ရလေတဲ့ရှင်အတူအတာရအာဒီလောကနေကမနာပြုံးချက်ကိုကောင်းကောင်းကြီးသိတယ်။ပညာရအတာရမုဇ္ဇာနာတိပညာရအာဒီလောကမုဇ္ဇာနာတိပညာရနေကရဏမုဇ္ဇာနာတိပညာ၆ပါအပား၆မျိုးဤတရားရဲ့အတာရအာဒီလောကနေကရဏပြုံးချက်ကိုလို့တဲ့ ။ဒါဆိုရရင်တတိသာဝကသုတာဝအရိယသာဝကအရိယသာဝိကာကသိဤ။သင်္ကာရ6ပါးသေဒနာ6မျိုးပေါ့။ဇေပန်သင်္ခေဒနာသာဒသင်္ခေဒနာကန္တသင်္ခေဒနာရသသင်္ခေဒနာသုတပါသင်္ခေဒနာဓမ္မသင်္ခေဒနာဆိုတဲ့စေတနာ၆ပါးကောင်းဆောင်တဲ့သင်္ကာရခန္ဓာတရားအစီအစာကြခေါ်သောတရားပဲဟိုသင်္ကာရကိုအကြောင်းကြည့်ရဲ့ ရှိပေါ်တဲ့ကာယကစေတသိကဒုက္ခနှစ်ပါးကသင်္ခါရခန္ဓာရဲ့သာယဘုသေးအတ္တဒဘေးကိုကိုယ်ကိုယ်ပြားပြားသိတယ်အင်းသင်္ခါရံအာဒီလူဝိမတန်တာတိသောသင်္ခါရ၆မျိုးစေတနာ၆မျိုးတို့ဤမငြဲခြင်းသိရခြင်းထိုလေထိုကြောင့်ဖြစ်ချင်းဆိုတဲ့အပြစ်ဒေါသအာရိဓမ္မကိုလည်းကိုယ်ကိုယ်ပြားပြားသိ သင်္ခါရနံမိတ္တရဏံပဇာနာတိသင်္ခါရ6ပါး6မျိုးစေတနာ6မျိုးပေါ့ဝိပသင်္စေတနာသတ္တကန္နာရတာဖုဒ္ဓဘာဓမ္မသင်္စေတနာခေါ်တဲ့စေတနာ6မျိုးဒီသင်္ခါရတရားစုကလွတ်မြောက်ခြင်းရင်အဲ့ဒီသင်္ခါရတွေလက်နဲ့မှမတွေ့နဲ့ပါလေဒီသင်္ခါရတွေကိုဒုက္ခတတ်မဲ့တဲ့တဏှာကိုသာပယ်ဖို့ကျေတာ သတ္တဝိပေတိယေဒီသင်္ခါရလေးအခုပေပြီးသားဖြစ်ရအေးသင်္ခါရတို့ကိုတရားတို့သင်္ခါရလောဘကိုပယ်သတ်ချင်းလာဖြင့်သင်္ခါရမှလွတ်မြောက်ကြောင်းကောင်းသောအခြင်းမတူပါသတ္တကလွတ်ရင်သင်္ခါရမှလည်းလွတ်တာပဲလို့ဒီတော့သတ္တကိုပယ်ဖို့အရေးကြီးတယ် ဒီတရားကိုကျင့်တာသင်္ခါရမှာလွံ့ယောက်ကြောင့်နေသနနာပဲလို့ကောင်းကောင်းကြီးသိတယ်ဖြစ်သားလို့ဝိညာဏကအတ္တရမဇာနာတိဝိညာဏကအာရိဏမဇာနာတိဝိညာဏကနေသနနာမဇာနာတိဝိညာဏကယေရှုကြောင့်နာမူလျက်မူသေးမူသိဖို့ကြည့်လို့ဝိညာဉ်၆ပါးတရားအစုအတ္တအကြောင်းသုံးဝိညာဉ်တွေကိုအကြောင်းပြုရဖြစ်ပေါ်တဲ့ဒုက္ခ ကာယိကရှိတဲ့ဒီကဒုက္ခနှစ်ပါးရှိတဲ့ကာယဘောကိုပဋ္ဌာနာတိပဉ္စိချာကသိရည်ဤအေးဒီလိုကိုအကြောင်းကြီးကိုကိုယ်စိတ်ချမ်းသာမှုကျမ်းစုကိုအကြောင်းကြီးကိုကိုယ်စိတ်ချမ်းသာမှုနာမှုလျောမှုစမ်းမှုသိမှုသိမှုကိုအကြောင်းကြီးကိုဖြစ်တဲ့ကိုယ်စိတ်နှစ်ပါးချမ်းသာမှုဟာဝိညာဉ်ခန္ဓာရဲ့ကာယဘောအတ္တဒဆိုတာဒါခေါ်ကလားလို့ပြန်မြင်ကြရသည် အင်းဒီတော့ကဝိညာဏသာအရင်လုံးမဇာနာကြီးဝိညာဉ်၆ပါးတရားအစီအပြစ်ဒေါသကိုလည်းပဲမမြဲမှုဆင်းရဲမှုဖုံလို့ဖောက်ပြန်ဖြစ်မှုဆိုတဲ့အပြစ်ဒေါသအရင်ကဘာကိုလည်းပဲပိုင်ပိုင်ခြားခြားကြည့်ဝိညာဏသာနိဂရဏမဇာနာကြီးဝိညာဉ်၆ပါးမြင်မှုကြားမှုနာမှုလည်းမှုဖြစ်မှုပြုမှုဒီတရားအစီဤထွံ့မြောက်ရန်ထွံ့မြောက်ကြောင် သုဝိညာဉ်တို့ကိုကျွေးကြတဲ့တဏှာလောကကိုပယ်သခြင်းဆိုတဲ့မြစ်ကရဏအကြောင်းကိုလည်းပဲပဇာနာတိပိုင်းခြားခြင်းဖြင့်ပြုနေ၏ဒါလေပါဠိတော်မှာလာတဲ့အတ္တကသုံးဆိုတာဒါလေပြီးတော့ပထမပထမရှိပြီးသောအတ္တကအတုတ်ကြီးပါဠိတော်အမှတ် ရသဗျာဟောတဲ့အချိန်တုန်းကတော့ဒီတရားနာကိုယ်တော်ဒီနားလေလောက်အောင်အတုတဝါအန္တပုထုရှင်မသိတာကတော့သူမသိတာတွေမသိပုံလျှောက်ကြောဖို့မလိုဘူးသုတဝါအရိယသာဝကဘုရုတ္တရှိတဲ့အရိယသာဝကရဲ့ရသဗျာရဲ့တပည့်သာဝကဒီမှာသာဝိကာဤရုပ်ဝေဒနာတင်ညာသင်္ခါရဝိဉ္စိုတဲ့ ခန္ဓာ၅ပါးရဲ့အပေါ်မှာအတ္တရာအာဒီဘဝနိဗ္ဗာန်တွေကိုအတိအတိတစ်ခုစီတစ်ခုစီသိဆုံးလို့မြတ်စွာဘုရားအကျယ်ဟောပါလေအဲ့ဒီလိုဟောလို့ပဲပါတဲ့ဣမသမိန်သဗ္ဗနာဝေယံကရဏသမိန်ပါလေဘာမှပါဘာမှဟိုးဒီခုနိယဝဲရဲ့ဤကုန်းကြမှာအထကထာကဘာဖွင့်ဣမသာသဗ္ဗနာဝေကသအိကိကသမိန်ကြောက်ကြည့် ပင်စတတပင်စတရာဘိက္ခုရတံပတ္တာဤခိသနိယဝတ်ဤတပုတ်တပုတ်၌ငါးយ៉ាងငါးយ៉ាងတို့ရန်တို့ဒီအရဟတုတို့ရောက်ကြတယ်လို့ဆိုလို့ဖြင့်ဟောဒီအတ္တဒတုတ်အဆုံးမှာလည်းပဲယဟန်တော်ငါးយ៉ាងအရဟတုတို့ရောက်တယ်တရားနာ gain ဒါအတ္တဒတုတ်